Global ပြည်သက်ကြီးတမိနစ်အတွင်းနိုင်ငံရေးသတင်းကားပို့ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါရဲ့ရှင်။ ထမအောင်ဆုံးသတင်းတပုတ်ကတော့အိန္ဒိယနိုင်ငံအရှေ့ပိုင်းတွင်လူပေါင်း9သိန်းနီးပါးဟာဘေးလွယာသို့ရွှေ့ပြောင်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ဆိုင်ကလုန်းမုန်တိုင်းမွန်တာဟာအကောင်လာပြီးတော့ကန်ယိုတန်ဒေသသို့ဥတီရွှေ့ရှားလာတာကြောင့်အခုလိုမျိုးရွှေ့ပြောင်းခဲ့ရတာပဲဖြစ်ပါတယ်ရှင်။ဒုတိယသတင်းတပုတ်ကတော့တရုတ်နိုင်ငံကဂျပန်၊တောင်ကိုရီးယားနိုင်ငံနဲ့အာဆီယံနိုင်ငံများအား၎င်းတို့နိုင်ငံနှင့်ပူးပေါင်းရေးသိပ္ပံနည်းပညာများဆောင်ရွက်ကြရန်တောင်းဆိုဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ AI ပြန်လည်ဖွံ့ဖြိုးမြဲဆွဲဤနည်း Digital စီးပွားရေးစနစ်များအားပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းတာပဲဖြစ်ပါတယ်ရှင်။တတိယသတင်းတပုတ်ကတော့တရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံ ံတို့မတွေ့ဆုံခဲ့မှာပဲထိုင်ဝမ်နိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးကထိုင်ဝမ်နိုင်ငံနှင့်အမေရိကန်နိုင်ငံတို့၏ဆက်ဆံရေးအားခိုင်မာပြီးတည်ငြိမ်ကြောင်းပြောကြားလိုက်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်အမေရိကန်နိုင်ငံကတရုတ်နိုင်ငံနှင့်တွေ့ဆုံပြီးလျင်ထိုင်ဝမ်နိုင်ငံအပေါ်ထောက်ပံ့မှုများကျက်တန်သွားမလားဆိုတဲ့စိုးရိမ်မှုများကိုဖော်ရှားပြလိုက်တာပဲဖြစ်ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြင်သစ်သမရာ၏အမျိုးသမီးအား online harassment လုပ်ခဲ့သောလူဆယ်ဦးအားပြင်သစ်သမရာကတရားစွဲဆိုဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်သမရာကတော့ဤလိင်မျိုးစားနှင့်လိင်စိတ်ခံယူချက်များအပေါ်တင်းအမှားများဖြန့်ချိခဲ့မှုနှင့်ပတ်သက်ပြီးတရားစွဲဆိုခံခဲ့ရတာပဲဖြစ်ပါတယ်ရှင်နောက်ဆုံးသ တင်းတပုတ်ကတော့ဂျပန်နိုင်ငံဤပထမဦးဆုံးအမျိုးသမီးဝင်ကြီးချုပ်အာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကချီကျူးဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်ဂျပန်နိုင်ငံဤစီရေးတိုးမြင့်တဲ့သူမ၏အစီအစဉ်ကိုလည်းထောက်ခံအားပေးခဲ့ပြီးကုန်သွယ်ရေးနှင့်အရေးပါသောတပ်ထုသဘောတူညီမှုစီမံကိန်းများနဲ့ပတ်သက်ပြီးလည်းဆွေးနွေးပြောဆိုခဲ့ပါသေးတယ်ရှင်ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်